ရှမ်းပြည်နယ်တောင်ပိုင်းကစီဆိုင်မြို့နယ်နောင်ကျောကြေးရွာအုပ်စုနဲ့တောင်ရှိကြေးရွာအုပ်စုတွေကလူကြီး6000ကျော်ကိုစစ်ကောင်စီလက်အောက်ခံပအိုပြည်သူစစ် PNO PNA တပ်ဖွဲ့ကဇွန်လ15ရက်နေ့နောက်ဆုံးထားပြီးတော့နေရက်ကနေရွှေပြောင်းခိုင်းနေတယ်လို့ဒေသခံတွေကမြန်မာနိုင်ငံကိုပြောပါတယ်။ဟိုဘုံစီဆိုင်လွိုက်ကောကားလန်တလျှောက်မှာစစ်ရေးလှုပ်ရှားတဲ့ PNO PNA အထူးဒေသ6ဒုရိယခံစစ်တိုင်းဌာနကပေးပို့တဲ့စာမှာနောင်ကျောကြေးရွာအုပ်စုကရွာ9ရွာတောင်ရှိကြေးရွာအုပ်စုကရွာ9ရွာကဒေသခံတွေရွှေပြောင်းပေးရမှာဖြစ်ပါတယ်။ အဲ့ဒီဒေတာခန်းဒီဟာတခြားနေရာကိုပြောင်းရွှေ့ခွင့်မရှိဘဲပအိုးပြည်သူစစ် PNO PNA ကတတ်မှတ်တဲ့စီဆိုင်မြို့နယ်ဖျားပြူကြီးရွာမွေတော်ဖျားဝင်းအတွင်းကိုရွှေ့ပြောင်းရမယ်လို့ PNO PNA ကပေးပို့တဲ့စာမှာဖော်ပြထားပါတယ်။မရွှေ့ပြောင်းဘူးဆိုရင်တော့လုံခြုံရေးတာဝန်မယူဘူးလို့ PNO PNA ကပြောဆိုထားကြောင်းဒေတာရင်းစစ်ဆောင်ရေးကူညီပေးနေတဲ့ပအိုးလူငယ်အစည်းအရုံး PYO တာဝန်ရှိသူတို့ကပြောပါတယ်။ အရှိဘူးအနီတဆောင်တစ်ခုဖြစ်လာရေ solution တော့သူတို့အောင်ယူဆိုရအကြောင်းကြီးထားတာပေါ့ဒီပြီးတော့မှ15ရက်နေ့နောက်ဆုံးထားပြီးတော့မှအကုန်လုံးထွက်ပြီးဖို့ပြောထားတာပေါ့ဒီဒီ theme တော့ထွက်ခိုင်းတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့မှယူထားတာတော့ရှိအဓိကတော့အကြောင်းရင်းမပါဘူးရွှေပြောင်းခိုင်းတဲ့ရွာတွေမှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်နေတဲ့ပေါ်အမျိုးသားလူမျိုးရေးတပ်မတော် PNL တပ်ဖွဲ့ဝင်တွေနဲ့တခြားတော်လှန်ရေးအင်အားစုတွေလည်းလှုပ်ရှားမှုရှိနေတာပါ အဲ့ဒီဒေသဟာစီဆိုင်မြို့နယ်ဆယ်မိုင်ကျော်ကွာဝေးပြီးတော့ဖုန်းနဲ့အင်တာနက်လိုင်းတွေလည်းဖြတ်တောက်ခံထားရတယ်လို့စီဆိုင်မြို့ခံဒီစီကနေသိရပါဗျ။စိုက်ပျိုးရာသီမှာအခုလိုရွှေပြောင်းခိုင်းတာကြောင့်တနစ်စာစားဝတ်နေရေးအတွက်အခက်တွေ့နေရတယ်လို့လည်းဒေသခံတွေကိုဆက်သွယ်မေးမြန်းမှုရသိရပါဗျ။လက်ရှိမှာတော့စစ်ကောင်စီတနက် PNA ပူးပေါင်းအဖွဲ့ကရွှေပြောင်းခိုင်းနေကြွားတွေဘက်ကိုထိုးစစ်ဆင်နိုင်ပွဲရှိနေတယ်လို့လည်းဒေသခံတွေကဆိုရပါဗျ။ နောက်ကျော်တီကိုဒီစစ်တပ်ကပိုင်လာဘောနော်နောက်ကျော်ရဲ့တောင်ပကြသောစစ်တပ်တို့ပြန်ကြသိတ်သွားမသွားရေးကြဟိုဘက်ကပိုင်နေသဘောဖြစ်သွားတာအဲဒီဟိုတလောကသိမ့်ကြသည်အဲ့ဒီနောက်ကျော်ရဲ့တောင်ပနာတော့တော်တော်လမ်းဝေးတာဘောနော်အနာမတိုက်ပွဲတော်တော်ဖြစ်သွားတယ်။အဲ့ဒီဟိုဘက်ကိုသွားပြီးတော့သိရင်တော့အကုန်ဒီဘက်ကိုချိန်ခိုင်းပြီးတော့အဲ့ဘက်ကိုလက်နဲ့တီးထူမယ်ထင်တယ်။ဒီရောညာဆိုလီလာတုံးတုံးနဲ့ထူတယ်။အလူလာဆိုထူနေတယ်။ ကိုလည်းဘယ်သူလို့ကြည့်နေမှာတော့မသိဘူးနော်ပေါ်ပြီးသူစီ PNO PNA ဘက်ကိုမြန်မာနိုင်ငံကဆက်သွယ်ခဲ့ရမှာတော့ရွှေပြောင်းခိုင်းတဲ့ကိစ္စကိုအတိအကျမသိရကြောင်းဒေသခံတွေရဲ့လုံခြုံရေးနဲ့ပညာရေးခက်ခဲဖြစ်လို့ရွှေပြောင်းခိုင်းတာဖြစ်နိုင်ကြောင်း PNO ပါတီတာဝန်ရှိသူတို့ကတုံ့ပြန်ပါတယ်ဖျားပြူရွာမှာတော့ရွှေပြောင်းလာသူတွေကိုလက်ခံဖို့ PNO PNA လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့ကစီစဉ်နေပေမဲ့ဇော်လာစီအန်အေထီတော်ရွှေပြောင်းလာသူတွေကိုမတွေ့ရသေးဘူးလို့စီဆိုင်မြို့ခံတို့ကလည်းပြောပြပါဗျာ။ စစ်ကောင်စီနယ်ပိုးပြည်သူစစ်အဖွဲ့နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ပိုးအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ဘက်ကတော့ဒေတာရင်းချိန်နေတဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်တို့ဒီလိုလောက်တာကဟိုတော်လာရေးနဲ့လူထုကိုအဆက်အသွယ်ပြတ်အောင်ပေါ့လေတိစမှုမရှိအောင်လုပ်ချင်တာပဲဖြစ်ပါတယ်ကိုကျိုးကျစီဘွားအဲ့နဲ့ပြည်သူလူထုကိုပြန်လည်ပြီးတော့မှမောင်းထုံနေတဲ့ဝိုက်ဖြစ်ပြီးလို့ဟိုဒီသက်ခံတွေပြောတဲ့အတိုင်းပဲပြောရမှာပဲဖြစ်ပါလေပို့ဒေတာလုံကျော်ရေးတွက်လို့ဆိုတာ ပိုးပြည်သူစစ်တပ်ဖွဲ့ PNO PNL ကစစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးတော့ရှမ်းကယားနယ်စပ်ကပင်လောင်းနဲ့ဖဲခုံမြို့နယ်တွေအထိထိုးစစ်အရှိန်မြင့်တင်လာပါတယ်။ထိုးစစ်မှာတော့ဒေသတွင်းလူသစ်ဆူထားတဲ့ပြည်သူစစ်တပ်ဖွဲ့တွေကိုအုံပြူထားတယ်လို့လည်းဒေသခံတွေကဆိုကြပါတယ်။တိုက်ပွဲတွေကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးမှာ2025ခုနှစ်မေလအထိဒေသခံ9000ကျော်စစ်ပေးရှောင်နေရတယ်လို့ပိုးလူငယ်စီယုံထံကသိရပါတယ်ခင်ဗျာ။